ဟယ်လိုအားလုံးပဲမင်္ဂလာပါဖူလီလေးတို့ရေဒီတစ်ခါမှာတော့ထမင်းမိန်စင်နဲ့မြန်မာထမင်းဝိုင်းလေးအတွက် လိုက်ဖက်ညီတဲ့ဟင်းဝဲသုံးမျိုးကိုအစားဆုံးချက်ပြပေးသွားမှာပါဒီနေ့ချက်ပြမဲ့ဟင်းတွေကတော့နုညံ့ချူများတဲ့ကြက်သားနဲ့ဘူးသီးရည်တောက်ထမင်းမိန်စင်နဲ့အာပြဲကြောက်ကြော်နဲ့ပစွန်ကြောင်လေးနဲ့ကြော်ထားတဲ့မဲဥပွားကြော်တို့ပဲဖြစ်ပါတယ် ဆီးဘူးလားယင်ငွေမုတ်အနေငယ်ထည့်ပါမယ်ပြီးရင်ရေးဆီးပြီးတန့်စင်ထားတဲ့အာရုံကြောက်လေးတွေကို VAA နဲ့ချွေဝေအောင်တန်းလာရဲ့အထိကြော်ပါမယ်ဒီအဆင့်မှာပြီးပြင်းရင်ညီမညာကြက်တာအတွင်းသားမကြွတာမျိုးဖြစ်တတ်တာမို့ရီထားပြီးကြော်ပေးရပါမယ်အာရုံကြောက်လေးတွေကျွတ်လာပြီဆိုရင်စီရင်နှငယ်ချမ်းပြီးတော့မီးအိမ်ဆုံးထားကမေယုတ်ဒီခွဲချံစာအချို့မှုတို့ကိုငွေကြော်ပါမယ် ပြီးရင်တော့မချောက်ကြော်နဲ့ရောငွေလိုက်ရင်အရန်ကျွတ်ပြီးစားလို့ကောင်းတဲ့အပြဲချောက်ကြော်ရပါပြီ။မြေုပ်ကကြော်ဖို့အတွက်ကြက်သွန်ဒီကိုအရင်စီတက်ပါမယ်။ကြက်သွန်လေးနွမ်းလာရင်သွန်ချောက်လေးတွေထည့်ကြော်ပါမယ်။ပြီးရင်တော့ပြီးထားတဲ့မြေုပ်ကတွေထည့်ပါမယ်။ အရာတာအတွက်ကြတာမို့ဖျူးစီတို့ကိုထည့်ပြီးနှံ့သွားအောင်မွေပါမယ်ဒီနော်ဒီမင်းရဲ့တဲ့ဒီမြောက်ကတွေနွားလာတဲ့အထိကြော်ချက်ပါမယ် အိုးထဲမှာစီရင်နှဲငယ်နဲ့ချက်တုံဖြူလေးကိုစီတတ်ပါမယ်။အယောင်တင်မုတ်အနှဲငယ်နဲ့နွဲ့မုတ်အနှဲငယ်ထည့်ပါမယ်။ဘဇုံငပိထည့်ပါမယ်။ချက်တုံဖြူလေးနွမ်းပြီးငွေလာပြီဆိုရင်ချက်သားကိုထည့်ပြီးလုံးပေးပါမယ်။ အရာသာတွင်စက်သားမုံငမ်းမြည်တို့ကိုထည့်ပေးပြီးတော့အရာသာဝင်တဲ့အထိကဲပါမယ် ပြီးရင်တော့ရေထည့်ပြီးကြက်သားတွေကြက်လာတဲ့အထိတဲပါမယ်ကြက်သားတွေကြက်ပြီးဆိုရင်တော့အသင့်လေးထားတဲ့ဘူးသီးတွေထည့်ပါမယ် အိုးတွေကကြက်သားနဲ့ဘူးဒီတွေမြုပ်တဲ့အထိရေးထည့်ပြီးခင်းအိုးဆူလာတဲ့အထိပြန်တည်ပါမယ်ဆူလာရင်တော့မြုပ်ပြီးစိမ့်နာမည်လေးတွေခတ်ပြီးတော့အသင့်အစားသုံးနိုင်ပါပြီ။ ျွန်တော်တို့ညီကိုတွေကတော့အားရပါရအထမင်းစားလို့ကောင်းခဲ့တာမို့လို့ပိတ်သက်ကြီးလည်းချက်စားကြကြပါနော်